အရှင်ဖေဟာမေကောမေးလျှောက်ခွင့်ပြုပါဖေဟာနာမည်ကြီးဖုန်ကြီးတပါပရိတ်ရွတ်လို့ယေရှုတာတကယ်ပဲလားဖေဟာယေရှုတာအမှန်ဆိုရင်ရင်နွေးကျူတောက်တဲ့ရင်နွေးကျူတောက်တဲ့ပွပွဲဆူတဲ့အစင်လားငားကန်နဲ့လေထုပ်ဆက်ထဲတလို့ဘူစီပေါင်းပေါ်ယုံပဲလားဖေဟာတခါမှမမြင်ဘူးပဲယေရှုတယ်ဆိုတာသူများပြောတာကြားဘူးလို့ပါဖေဟာဖြစ်နိုင်မဖြစ်နိုင်ဖြေချပေးပါဖေဟာမြတ်ဗုဒ္ဓရဲ့တရားအစင်မှန်ဆိုတည်မှာယေရှုချင်းကိစ္စရှိမှရှိသိချင်ပါတယ်ဖေဟာလို့ပြီးထားပါတယ်ဖေဟာ ယေစုတာတော့စာထဲမှာတော့မရှိဘူးဗောဒီဘက်ခေတ်ကြမှာယေစုတာတော့ခေတ်စားလာတာပဲအဲ့တော့ဦးစင်းမြင်မှုတဲ့ယေစုတဲ့ဆိုတာလိုဝူစီပေါင်းကလေးတွေဖြစ်လာတာကိုပြောနေကြတာပါပဲเนาะဟိုလိုမျိုးရင်တွေအိုးလိုပွက်ပွက်ဆူတာမျိုးတော့ရှားတယ်ဝူစီပေါင်းလေးလေးလိုဖြစ်ဖြစ်လာတာဟိုပဲယေစုတယ်လို့ပြောကြတာပဲဒါကတော့အကြောင်းမျိုးမျိုးရှိမှာပေါ့ပရိရဲ့အစွမ်းဆိုလို့ရှိရင်လည်းဒါကဟိုနတ်ဒီဝါတွေပေါ့เนาะသူတီညိုတဲ့နတ်တွေကနေသူဖုံကြီးတွေကို အထင်ကြီးအောင်လုပ်ပေးတာမျိုးလည်းရှိတယ်နော်ဟိုပရိရဲ့အစွမ်းတရားဆိုတာကတော့သူယေရှုချင်းမဆိုချင်းအဓိကမကြဘူးလေအဲ့တော့ယေရှုမှပရိစွမ်းတယ်ယေမဆိုယေမစွမ်းဘူးဆိုတာဒီလိုမျိုးတော့စာပေမှာမရှိဘူးအဲ့တော့ပရိရွင့်ယေရှုရမယ်ဆိုတဲ့ထုံတဲ့စင်လာလဲစာပေထဲမှာမတန်းတင်တာမရှိဘူးလေနော်ပရိတကိုးတွေစွမ်းတယ်ဆိုတာဟိုအရှင်အာနန္ဒာတို့ဟိုမှာကြည့်လေယတနာတုတ်ကိုပရိရွတ်တာပဲလေယေရှုလည်းလူမှမပါတာနော်အရှင်အာနန္ဒာကိုမြတ်စွာဘုရားကိုယ်တိုင်ပရိသင်ပေးလိုက်တယ်အရှင်အာနန္ဒာတညာလုံး တညာလုံးဝေဒာလီပြီကိုပတ်ပြီးတော့ယွတ်တယ်တညာလုံးယွတ်တာနော်ဟိုခဏတစ်ပြုတ်ယွတ်တာမဟုတ်ဘူးယနေ့ခေတ်အတန်မစဲပဋ္ဌာန်းပွဲလိုပဲတော့တညာလုံးကိုယွတ်တာအရှင်အနန္ဒာအဲ့မှာလဲဘာမှယေရှုတဲ့အကြောင်းနဲ့ဘာမှမတတ်နေတာမရှိဘူးလေဒါကြောင့်ဆိုလို့ယေရှုရင်ပျိတ်ဆွမ်းတယ်မဆွေးရင်မဆွမ်းဘူးဒီလိုတော့မှမမတတ်မှတ်နဲ့အဲ့တော့ယေရှုချင်းမဆွေးချင်းအဓိကတော့မကြအောင်အဲ့တော့စူတာကလည်းပျိတ်အဆွမ်းဆိုတာတဲ့သူ့နှက်တွေဘာတွေကជីညိုလို့လောက်တာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်နိဟဲ့